ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်လေးကိုမစခင်မှာကျွန်တော် channel subscribe လုပ်ဗီနာခေါလန်လုပ်နှိပ်ထားပြီးတော့ VPN လေးဖွင့်ကြည့်ပေးကြပါလို့မေတ္တာရက်ခံပါစေဆိုတော့ဒီနေ့မှာရွေးချယ်ထားတဲ့ဇက်ကားတော့2023ခုနှစ်မှာ trust sheet ထားတဲ့ Open Hyper ဆိုတဲ့ရုပ်ရှင်ဇက်ကားဖြစ်ပါတယ်ဆိုတော့ရုပ်ရှင်ဇက်ကားကနာမည်အတိုင်းပဲ Open Hyper ဆိုတာလူပုဂ္ဂိုလ်ကြီးတယောက်ရဲ့အမည်ပါတချို့လဲတပိသားဖြစ်မယ်တချို့မတည်သေးတဲ့သူတွေအတွက်လည်းကျွန်တော်နည်းလေးမိတ်ဆက်ပေးရမယ်ဆိုရင်တော့ဂျပန်နိုင်ငံဟီရိုရှိမားနဲ့နာဂါဆာကီမြို့ကိုကျဲချခဲ့တဲ့အမှုမျိုးဘုံတွေအကြောင်းကိုတော့တီးပြကြမယ်ထင်ပါတယ် တော့ဒီ Oberheim မှာဆွဲပုပ်ကိုကြီးကအဲ့ဒီအနုမြူဘုံကိုတီထွင်ခဲ့တယ်သူပါဆိုတော့ဒီကရုပ်ရှင်ဆိုတာထက်တမိုင်း drama အထုပ်ပတ်ထိအမျိုးအစားဖြစ်ပါတယ်အဲ့ဒါကြောင့်နေပြင်းတက်ကြဇန်ဝင်ကန်းနေတယ်ဆိုတာထက်ဘူသူဒရရစရာကိုတော့အတိတခုခုရစရာ ရုပ်ရှင်လိုမျိုးပို့ပြီးတော့ကြည့်ရမယ်ကဖြစ်တဲ့ပြင်အားလုံးသိပြီးသားနာမည်ကြီးမင်းသားကြီးစီလီယံမာဖီကနေပြီးတော့ဝင်ရောက်တရုပ်ဆောင်ပေးထားတာဖြစ်တဲ့အတွက်ရုပ်ရှင်စာကားကောင်းတကားဖြစ်တယ်လို့ပဲကျွန်တော်တို့ညွှန်းပြစေဆိုတော့အားလုံးပဲကျွန်တော်တို့ဒီလိုခန်းစားကြည့်ရှုလိုက်အောင်ပါဒီနေ့မှာ recap အနေနဲ့တင်ဆက်ပေးမှာကတော့ 2023ခုနှစ်မှာထွက်ရှိထားတဲ့ Open High မှာဖြစ်ပါတယ်ခင်ဗျာဇလန်လေးရဲ့ဆမှာတော့ Open High မှာဟာလုံခြုံရေးဘုတ်ဖွဲ့ဝင်တွေရဲ့ရှေ့မှာအစစ်စစ်ခံနေခဲ့ပါတယ် Open မှာကတော့သူ့ရဲ့ထွက်ဆိုချက်တွေကိုနားလည်နိုင်ဖို့ကသူ့ဘဝနဲ့သူ့အလုပ်အကြောင်းကိုသိမှသာနားလည်ဖြေရှင်းနိုင်မှဖြစ်ကြောင်းထွက်ဆိုခဲ့ပါတယ် တောင်စစ်စေးတဲ့ဘုတ်ဖွဲထဲမှာဘိုးချုပ်ကြီးစထရော်လဲတယောက်ပါဝင်ဖြစ်ခဲ့ပါတယ်။စစ်စေးဘုတ်ဖွဲဝင်တွေကအော်ပန်ဟိုင်မာကိုအမေရိကန်ကနေထွက်ခွာလာခဲ့ရခြင်းအကြောင်းကိုမေးတဲ့အခါအော်ပန်မာကသူဟာယူဘဗေဒဆိုင်ရာနည်းပညာများကိုပုံမလေ့လာခြင်းအကြောင်းပြောင်းလာခဲ့ရခြင်းဖြစ်တယ်လို့ဖြေကြားခဲ့ပါတယ်။ဘုတ်ဖွဲကလည်းဘာကလီမှာထိတ်တန်းသီအိုရီယူဘဗေဒဌာနရှိကြောင်းပြောတော့အဲ့ဒီအကြောင်းကသူတီထောင်ခဲ့တဲ့အကြောင်းဖြစ်ကြောင်းအော်ပန်ဟိုင်မာကပြောလာခဲ့ပါတယ်။ဒါကြောင့်မဲသူဟာဥရောပအထိသွားပြီးတော့ကမ်ဘရစ်တက်ကတော်က ဘက်ထရီဘလင်ကာစီမှာပညာသွားအောင်သင်ကြားခဲ့တယ်လို့ပြောတော့ဘုတ်ဖွဲ့ဝင်ကဥရောပမှာပိုပျော်ခဲ့တာပေါ့ဆိုပြီးတော့မေးလိုက်တဲ့အခါအိုဘန်ဟိုင်မာက no လို့တခုံးနဲ့ဖြေချလိုက်ပါတယ်။နောက်တော့အိုဘန်ဟိုင်မာကပဲဆက်ပြီးတော့ဥရောပမှာသူကမပျော်တဲ့ပြင်စိတ်ကမင်းကျက်သေးတာကြောင့်အိမ်လွမ်းနာကြတဲ့ဒဏ်ကိုအလူးနဲ့ခံစားခဲ့ရကြောင်းဖြေချခဲ့ပါတယ်။စေတီကိုင်းမှုတွေနဲ့သူစာသင်ခန်းထဲမှာလည်းစိတ်ဝင်စားခဲ့ပဲအတုံးမကျတဲ့ကြောင်းသားတယောက်ဖြစ်ခဲ့ရတယ်လို့ဖြေချနေခဲ့တာပါ။ဒါနဲ့စိတ်ဝင်စားခြင်းအကြောင်းကိုမေးတော့အိုဘန်ဟိုင်မာကသူအာဆီယံနီးပေါင်းရဲ့လက်ချချင်းကိုတက်ချွေနေခဲ့တာဖြစ်ကြောင်း လက်ချားလေးကသာစိတ်ဝင်စားကြောင်းပြောပြလာခဲ့တော့ဆရာကနိုင်ကိုကြည့်ပြီးသူမေ့နေတာဖြစ်ကြောင်းပြောကအားလုံးလက်ချားသွားကြဖို့ခေါ်သွားပြီးတော့အိုပိုင်းမာကိုတော့တန်ရှင်းလုပ်ပြီးကြံနေစေခဲ့ပါရီဒါတပဲအိုပိုင်းမာစိတ်တူပြီးတော့ဆရာရဲ့ပန်းသီးတဲ့ကိုပိုတက်ဆီယမ်ဆိုင်ယာနိုက်အစိတ်တွေကိုထိုးထည့်ခဲ့လိုက်ပါရီနောက်တော့အိုပိုင်းဟိုင်မာလက်ချားကန်းတဲ့ကိုအမိသွားပြီးတော့တီလိုသမ ्या ကိုမေးမြန်းခဲ့ပါတော့တယ်ညောင်းတော့လည်းမအိတ်နိုင်မဲတဏီကုံတင်ခဲ့သမ ्या ကိုပြန်စင်းစားရင်းနဲ့မိုးလင်းတော့စောစောထကကြောင်းကန်းတဲ့ကိုမြန်သွားပြီးပန်းသီးကိုပြန်ယူဖို့ကြိုးစားခဲ့ပါရီ စာသင်ခန်းထဲရောက်တော့လက်တွေ့ဆရာနဲ့စကားပြောနေတဲ့လက်ချဆရာနီဘော့စ်ကအော်ပိုင်ရဲ့မဏိကမိကုံတွေအတွက်ချီးကျူးခဲ့ပြီးတော့ပန်းသီးကိုယူစားတော့မယ်ဆဲဆဲမှာအော်ပိုင်မှာကလက်ထဲကပုတ်ချခဲ့လိုက်ပါတယ်လက်တွေ့လို့ရမှာစိတ်ဝင်စားပဲလက်ချတွေကသာစဉ်းစားဖြည့်ရှင်းကျင်တဲ့အော်ပိုင်မှာကိုနီဘော့စ်ကဂျာမနီကမတ်စ်ဘွန်စီမှာဂေါ်ဒီကန်သီအိုရီတီးတန့်သွားတင်ဖို့အတွက်အကြံပေးလိုက်ပါတယ်အော်ပိုင်မှာနီဘော့စ်ရဲ့ညွန်ကြားချက်တိုင်းဂျာမနီမှာသီအိုရီတွေဖော်ထုတ်လေးလိုက်နဲ့ဝါသနာကြောင့်အထူးပဲစူးစမ်းနေခဲ့ပါတယ် ။တရားမှာဗိုလ်ချုပ်စရော့ကအိုဘိုင်းမာနဲ့တွေ့ဆုံရင်းနှီးခဲ့ပုံတွေကိုအသေးစိတ်တင်ပြခဲ့ပါတယ်။အိုဘိုင်းမာကပရင်စတန်တက်ကသိုလ်နီးပါးဖြစ်ရောက်လာပြီးတော့စရော့ကနေရမဲ့ရုံးခန်းတွေနေရာတွေကိုလိုက်ပြရင်းသူကယူပါပြတာကိုစိတ်ဝင်စားလွန်းတာကြောင့်သူ့အဖေလိုပဲဘယ်တင်တန်းဘယ်တက်ကသိုလ်မှာမတက်ခဲ့ရပဲကိုတိုင်စုတူပြုတ်ခဲ့ရတာဖြစ်ကြောင်းကိုပြောပြနေပါတယ်။အိုဘိုင်းမာကဘရင်မာကလမ်းကြည့်လိုက်တဲ့အခါရေကန်တဲ့ကဲလုံးတွေပြစ်ချတဲ့အိုင်းဆိုင်းကိုတွေ့တော့စတော့ကအိုင်းဆိုင်းကနေလေကင်းအပန်းဖြေနေချိန်တွေကိုအဲ့ဒီညမှာအဲ့လိုကုံဆုံးခဲ့ချိန်ကများအောင်ပြောပြပြီးတော့ အဘိုင်မာကိုအိုင်းစတိုင်နဲ့ပိတ်ဆက်ပေးရမလားလို့စရော့ကမေးတဲ့ခါအဘိုင်မာက "तू ကအိုင်းစတိုင်ကိုယင်းနှီးနေကြတာနှစ်တော်ကြာပြီဖြစ်ကြောင်းပြောကာအိုင်းစတိုင်ရဲ့အနာကိုတွားခဲ့တဲ့ခါမှာအိုင်းစတိုင်တခုခုကိုကြိုသိနေခဲ့တဲ့သူလိုစကားမပြောချင်သလိုမျိုးရှောင်ထွက်သွားခဲ့ပါလိမ့်။ဆစ်ဆေးပုတ်ဖွဲကအဘိုင်ကိုဥရောပမှာနေတုန်းကတွေးခဲ့တဲ့တခြားနိုင်ငံကသိပ္ပံပညာရှင်တွေထဲမှာရုရှားရောပါမပါမေးတဲ့ခါအဘိုင်မာက "तू သိတော့တော့ရုရှားမပါဘူးလို့ပြောပြခဲ့ပြီးသူ့အကြောင်းကိုဆက်ပြောပြဖို့ခွင့်တောင်းခဲ့ပါလိမ့်။အဘိုင်မာက "तू ဟာ ကော်ရင်ကန်ကလည်းဝေါ်လန်ကိုပြောင်းပြီးတော့အစီဒိုရာဘီနဲ့တွေ့ဆုံခဲ့ရကြောင်းကိုပြောပြခဲ့ပါတယ်။အစီနဲ့တူအလုံးဆွေးနွေးပွဲတစ်ခုမှာဟိုက်ဆီဘတ်နဲ့တွေ့ခဲ့ပြီးတော့ဟိုက်ဆီဘတ်ကစာတန်းတစ်ခုအတူတူရေးဖို့ဖိတ်ခေါ်တော့အော်ဘိုင်မာကသူ့ရဲ့အိမ်လွမ်းတာကိုကူတာဖို့သူ့ရဲ့ငင်းချန်ရှိရာနယူးမက္ကဆီကိုကိုပြန်အောင်မှဖြစ်တာကြောင့်ရေးပြဖို့မတိကြကြောင်းပြောခဲ့ပါတယ်။နောက်တော့သူကအမေရိကန်ကိုပြန်လာပြီးတော့ကဲတန်နဲ့ဒက်ကလင်းနှစ်နေရာလုံးကယာရူးနှစ်ခုလုံးကိုလက်ခံလိုက်ကအဲဒီမှာဒေါက်တာလော်ရန်နဲ့တွေ့ခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးစာသင်ချိန်ကတော့ဘယ်သူမှစိတ်မဝင်စားတဲ့ quantum mechanic ဘာသာရပ်ကိုလောက်ပြီးတော့သင်ကြားခဲ့တဲ့တဝီသောចောင်းသား Mr. Lomnick ပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့တဖြည်းဖြည်းနဲ့ចောင်းသားဥယျာများလာခဲ့ပါတယ်။ဗိုလ်ချုပ် Stroke ကဆက်လက်ပြီးပြောပြရမှာ Mr. Lauren ကစာသင်ခန်းမှာနိုင်ငံကိုစိတ်ဝင်စားဖို့ပြောတော့ Open ကသိပ္ပံပညာရှင်လည်းဖြစ်ပြီးစင်ကဲပြောင်းလဲမှုတွေကိုလက်ခံထားတဲ့လူတယောက်ကစာသင်ခန်းထဲမှာနိုင်ငံကိုစိတ်ဝင်စားနေလို့ပြောနေတော့စာသင်ခန်းပြင်ပမှာတော့စိတ်ဝင်စားလို့ရတာကြောင့်ညနေမှာသူငားနေတဲ့အိမ်ကလုံးမဲ့အလုံးဆွေးနွေးပွဲကိုစိတ်ဝင်စားရင်လာခဲ့ပါလို့ Lauren ကိုဖိတ်ခေါ်ခဲ့ပါတယ်။ နောက်ပိုင်းမှာနိုင်ငံရေးလုံခြုံရေးဆွေးနွေးပွဲဒီမှာကတ်ဆစ်စိတ်တွေ့လာတဲ့အော်ပန်ဟိမာကို FBI ကသတိထားမိလာကြောင်းဗိုလ်ချုပ်စရော့ကဆက်ပြီးတော့တင်ပြနေခဲ့ပါတယ်။အဒီလုံခြုံရေးဆွေးနွေးပွဲဒီမှာပဲအော်ပန်ကဂျင်းနဲ့တွေ့ခဲ့တာပဲဖြစ်ပါတယ်။အဒီခေတ်ကလည်းနိုင်ငံရေးအကြောင်းစကားစမိတုံလူရီယာစကားဝိုင်းကနေထထွက်သွားကြတဲ့ခေတ်အခြေအနေပဲဖြစ်ပါတယ်။နယူးမက္ကဆီကိုရောက်တဲ့အခါမှာအော်ပန်ဟိမာသူ့ရဲ့မြင်းချံကိုသွားပြီးတော့ညီပေးသူဖရန့်နဲ့တခွာတပလားတောင်းနေချိန်မှာဖရန့်ကသူ့အစွဲတို့မှလေဂျက်ကီနဲ့လက်ထပ်မဲ့အကြောင်းပြောပြလာပါတယ်။ ဖရန်ကအောက်ခြေလူတန်းစားကိုလေးစားမယ်လို့ပြောတယ်။အော်ဘန်ကဇော်အဲရိုမာလီဂျက်ကီရောမနစ်သက်ကြောင်းနဲ့နိုင်ငံကိုအရန်စိတ်ဝင်စားပြီးတော့သူပါတီဝင်မယ်လို့ပြောတော့လဲမနစ်သက်တာကြောင့်အော်ဘန်အိမ်မှာကိုနားမလည်နိုင်ကြောင်းပြောပြနေပါလိမ့်။နောက်တစ်ခါမှတော့အော်ဘန်ကဂျင်းနဲ့အတူတူလမ်းလျှောက်လာခဲ့တဲ့ easy glee လုံနေတော့လမ်းမှာ airbrush ကိုတွေ့တာကြောင့်ဂျင်းရဲ့လက်ကိုလွတ်ကပြေးလိုက်သွားခဲ့ပါလိမ့်။သူခံအောင်ပြောင်းတော့ airbrush နဲ့လောမန်ကဂျာမနီကဟန်နဲ့စတော်မန်ကယူရေနီယံနဲ့နျူကလီယံကိုခွဲထုတ်လိုက်ပြီးဖြစ်ကြောင်းပြောပြလာပါလိမ့်။ နျူထရွန်တွေကိုဖျက်ဆီးပြီးတော့ atom တစ်ခုကိုခွဲထုတ်လိုက်တဲ့အတွက် open and off ပြီးတော့မဖြည့်သေးဘူးလို့ရေကြောကသစ်သားတင်မုန်းစီကိုတွားပြီး theory တစ်ခုကိုတွက်ချက်နေပါတော့တယ်။ Abra ကလည်းလက်တွေ့ခန်းထဲတွားပြီးတော့အဲ့ဒီကိစ္စကိုစမ်းသပ်နေပါတယ်။ Oppenheimer တွက်ချက်ပြီးတော့ theory ရသတင်းစာတွေကကိစ္စလုံးဝမဖြစ်နိုင်ကြောင်း Lauren ကိုပြောပြနေခဲ့ပါတယ်။ Lauren ကတခုခုမှားနေတာဖြစ်နိုင်ကြောင်းပြောပြပြီးတော့ Began Abra ကတော့အဖြေရသွားပြီဖြစ်ကြောင်းပြောပြလာပါတယ်။စစ်ကဲတပ်ပြမှုရ Uranium Atom တွေကိုခွဲထုတ်နိုင်တဲ့အခါသူတွေးသလို Abra ကလည်းတွေးနေနိုင်ပြီး ကမ္ဘာ့ဝါသိပ္ပံပညာရှင်တွေဟာလေဒီကိစ္စကိုတွေးနေကြပြီလို့ပြောလာတော့အေဖရက်ကဘာလဲလို့မေးတဲ့အခါအော်ပိုင်မာကဘုံတလုံးတီထွင်ကြဖို့တွေးနေကြပြီလို့ပြောပြလာပါတယ်။အော်ပိုင်မာကဂျင်းကိုပန်းနေသွားသွားပေးနေတာကြောင့်ဂျင်းကသူမကိုပန်းနေမပေးဖို့အကြောင်းပြောလိုက်ပြီးသူမစီကဘာကိုလိုချင်တာလဲလို့မေးနေခဲ့ပြီးတော့သူမကတော့အော်ပိုင်မာစီကဘာမှမလိုချင်ကြောင်းပြောနေခဲ့ပါတယ်။အော်ပိုင်မာက Richard နဲ့ Dr. Bush တို့ကမြောက်ပိုင်းကိုရောက်လာပြီးသူ့ကိုလာတွေ့တာကြောင့်ဂျာသပရင်းနေမှာပတ်စမီနာကိုလာမယ်လို့ Ru ကိုပြောပေးဖို့မှားလိုက်ပါတယ်။ 1935ခုစက်တင်ဘာလ1ရက်နေ့မှာတော့အော်ပိုင်မှာသူ့ရဲ့သူ့တေသနာစာတမ်းပြီးဆုံးသွားချိန်တရင်းစာထဲမှာဟစ်တလာရဲ့သတင်းကသူတို့သတင်းကိုဖုံးသွားခဲ့ပါတယ်။ဘုံဖွဲ့မေးမြန်းချက်ကိုဖြေကြားနေရတဲ့အော်ပိုင်မှာဗြိတိန်တိုက်ပွဲအတွင်းကွန်မြူနစ်တွေနဲ့ဂျာနီဝါရောက်သဘောကျမိကြောင်းတင်ပြတဲ့အခါအဖွဲ့ဝင်လူကြီးကကွန်မြူနစ်စနစ်ကိုသဘောကျတဲ့စိတ်ဖြစ်ခဲ့ဘူးချင်းရှိမှရှိမေးတော့အော်ပိုင်မှာက no လို့တခုံးနဲ့ဖြေပြီးသူ့ရဲ့ဇနီးကတော့အိမ်အောင်ကြပြီးတနှစ်နှစ်နဲ့အတွင်းမှာပဲကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ဘူးကြောင်းကိုပြောပြလိုက်ပါတယ်။ ။အော်ပိုင်းမှာကီတီနဲ့လက်ထပ်ခဲ့တာကြောင့်ဂျင်းဟာကြေကွဲနေခဲ့ပါတယ်။စာသင်ခန်းထဲမှာအော်ပိုင်းဟမအကြောင်းသားတွေနဲ့ရောက်တဲ့ရာဆွေးနွေးနေကြစဉ်ပါလော်ရန်ကဝင်ရောက်လာပြီးတော့စာသင်ခန်းထဲမှာနိုင်ငံရေးမပြောဖို့ထပ်မံပြောရင်းအားလုံးကိုစာသင်ခန်းထဲကထွက်သွားဖို့ပြောပြီးတော့အော်ပိုင်းကတော့ချန်နေခိုင်းခဲ့ပါတယ်။နောက်တော့လော်ရန်ကအော်ပိုင်းဟမကိုအိမ်ပြန်တဲ့အခါနောက်ကြည့်မှန်တဲ့သတိထားကြည့်ဖို့နဲ့ဖုန်းလိုင်းတန်တွေကိုတေးချာနားထောင်ဖို့ပြောပြီး FBI ကအော်ပိုင်းဟမနောက်မှာအမျက်ရှိနေကြောင်းကိုသတိပေးခဲ့ပါတယ်။ ဗုတ်ဖွဲ့ကအိုဘိုင်းမှာကွန်မြူနစ်တွေနဲ့ပေါင်းနေခဲ့ပြီးတော့ဒါဟာလုံခြုံရေးကြိုးပမ်းမှုမဟုတ်ကြောင်းဘလို့ကြောင့်ထင်ရတာလဲဆိုပြီးဗိုလ်ချုပ်စထရော့ကွန်မေးတော့အိုဘိုင်းရဲ့လုံခြုံရေးအဆင့်ဟာသူနဲ့မတွေ့ရင်ကလေးကဖြစ်တာကြောင့်သူမသိခဲ့ပေမဲ့စစ်ကြီးအပီးမှာတော့သူကတစ်ကဘာလုံးရဲ့အလေးစားအဆုံးပုံကိုဖြစ်လာကြောင်းကိုပြောပြခဲ့ပါတယ်။နောက်ပြီးတော့အိုဘိုင်းမှာကိုဆွဲချက်တင်တာသူမဟုတ်ကြောင်းနဲ့ကွန်မြူနစ်ကိုအရန်မုံနဲ့ဘော်ဒန်ဆိုတဲ့လူတစ်ယောက်ဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်။အိုဘိုင်းမှာရဲ့ဇနီးရောညမပါမကြမ်းအမျိုးအသီးတွေကကွန်မြူနစ်တွေဖြစ်နေတာကြောင့် ။အော်ပိုင်မာကိုအတံမထွက်စေခြင်းနဲ့ဘော်ဒန်ကအလုတ်ပြုတ်အောင်ဆွဲချက်တင်ခဲ့တာလို့စတော့ကတခြားတယောက်ကိုပြောပြနေပါတယ်။အော်ပိုင်မာခလေးရလာတဲ့ခါသူတို့ရဲ့အိမ်တော်ကြီးဟာအထင်ငေါ်နေနေရှိလာခဲ့ပါတယ်။အော်ပိုင်ကသူတို့ဟာဇနီးများတွေကိုအချိန်မပေးနိုင်တဲ့တကူကောင်းသမားတွေဖြစ်လို့မိမတဲ့အစင်မပြေတာကြောင့်ခလေးကိုခဏခေါ်ထားပေးဖို့အတွက်တငယ်ချင်းဟုတ်စီမှာထားခဲ့ပါတယ်။နောက်တစ်ခါမှတော့အော်ပိုင်မာအိုင်းစတိုင်းစီရောက်သွားတဲ့အချိန်မှာတယ်လာတွတ်ထားတဲ့ theory တစ်ခုကိုပြပြီးတော့အလူမျိုးလက်နက်ရဲ့စင်ကဲပြောင်းလဲမှုဟာလေလူကြီးတစ်ခုလုံးပေါက်ခွဲပြက်စီးပြီးတော့ ကဘာကြီးပျက်စီးနိုင်ကြောင်းပြောပြခဲ့ပါတယ်။ဒီ theory ကိုစစ်ဆေးပေးဖို့အကူအညီတောင်းတဲ့အခါအိုင်းစတိုင်းကအော်ပိုင်မာကိုသူက open နဲ့တူတဲ့တစ်ချက်ကသင်္ချာတွက်တာကိုမုံတီးခြင်းဖြစ်တာကြောင့်ပြန်မတွက်ပေးနိုင်ကြောင်းပြောပြလိုက်ပါတယ်။တယ်လိုက်မာယိုနဲ့20အတွက်ဟန်ဘတ်ကိုပဲပြန်တွက်ခိုင်းတာဖြေရလာပါကဂျာမန်နီကိုပြောပြမှာဖြစ်ပြီးဒါမှသာနှုံးနှစ်ဖက်မပျက်စီးမှာဖြစ်ကြောင်းအိုင်းစတိုင်းကပြောပြလိုက်ပါတယ်။နောက်တစ်ခါမှာသူရဲ့ကလေးကိုထိန်းပေးတဲ့တငယ်ချင်းဟုတ်ကိုနှုတ်ဆက်ပြီးသူတို့မိသားစုကလွတ်ဝက်နေရာတစ်ခုမှာ တာဝန်ရသွားနေကြမှာဖြစ်တယ်လို့ပြောပြနေပါတယ်။တကယ်တော့ဟုတ်ကအော်ဘန်စီမှာတရင်နိုင်နေခဲ့တာပဲဖြစ်ပါတယ်။ဒီကြောင့်ဘုတ်ဖွဲ့ဝင်နေစီတင်ပြတော့သူဘာတွေလုပ်နေခဲ့တယ်ဆိုတာကိုဟုတ်ကမသိခဲ့တာတော့တေချာတောင်းပြောပြခဲ့ပါတယ်။အော်ဘန်ဟာလော့စ်အာလန်ဘုတ်မှာဒေဗန်မညာရှင်တွေကိုစုဝေးနေဖို့အတွက်အစုံရောက်ဂိုင်းပုံစံမျိုးနဲ့မျိုးတစ်ခုနေပါတိဆောက်ခဲ့ပါတယ်။အဲဒီမျိုးမှာတော့အော်ဘန်တီထောင်သူအော်ဘန်ပဲမျိုးတော်ဝန်သူသားလင်းရဲမှုအကုန်လုံးကိုသူကပဲစီစဉ်ထိန်းချုပ်ထားခဲ့တာပါ။ ။အပိုင်းမာတို့မောင်နှံဟာသူတီတောင်ထားတဲ့မြို့တစ်ကအိမ်ကိုပြောင်းတဲ့အခါကီတီကမိဖို့ကြောင့်မပါဘူးလားလို့မေးတော့မှသတိရပြီးဒီဇိုင်းစွဲစဉ်ကကြံခဲ့တဲ့မိဖို့ကြောင့်ကိုထပ်ထည့်ပေးဖို့ပြောခဲ့ပါတယ်။နောက်တော့သူတို့ဖွဲ့ဟာအစီအစဉ်လေးကိုစတင်ဆွဲပြီးတော့1918ခုနှစ်က Halifax မှာ Timorsi ပေါက်ကွဲတဲ့အခါလက်နက်ခဲယမ်းတွေရဲ့ပြင်းအားကြောင့်ဓာတ်ရုဓာတ်ပြူမှုကြီးဖြစ်ခဲ့ပြီးလူကြောင်းဖြစ်တဲ့ဓာတ်ရုပေါက်ကွဲမှုကြီးဖြစ်တယ်လို့အော်ပန်းကပြောပြနေပါတယ်။အော်ပန်းကဆက်ပြီးတော့ ီနေရာမှာအမှုမျိုးပေါက်ကွဲမှုသာဖြစ်ခဲ့ပါကပြင်းအားပဏာစရှိမှာကိုမခံမနိုင်ကြောင်းပြောကြားနေပါတယ်။နောက်တော့အော်ဘန်ကဓာတ်ရုဓာတ်ပြုမှုမဟုတ်ပဲအဲ့ဒီပုံစံတိုင်း TNT တွေတန်ချီပြီးတော့ပေါက်ကွဲအောင်ဖောက်ခွဲပါကဘလို့အခြေအနေရှိနိုင်ကြောင်းကိုသိရှိဖို့တွက်ချက်ခဲ့ကြပါတယ်။35ပေါင်ရှိတဲ့ Uranium ဆက်လုံးနဲ့10ပေါင်ရှိတဲ့ Plutonium ဆက်လုံးတို့ကိုပြင်းအားမြင့်ဖောက်ခွဲကြည့်ခဲ့ရင်းဆိုပြီးတော့အစချီခဲ့ကြပါတယ်။နောက်ဆုံးမှာထိုင်းရဲ့ Edward ကတော့ Uranium နဲ့ Plutonium တွေစား Hydrogen ကိုသုံးပြီးတော့ အနုမြပုတ်တိုက်အားနဲ့ဖိသိမ့်ထားပြီးတော့ပေါင်းဆက်ဓာတ်ပြုမှုဖြစ်လာတဲ့အခါကီလိုတန်ပေါက်ကွဲမှုထက်မကတဲ့မီဂါတန်ပေါက်ကွဲမှုကိုရရှိနိုင်ကြောင်းပြောပြခဲ့ပါတယ်။ဗိုလ်ကြီးတဲ့ဇလုံးတွေကိုပုတ်တိုက်အားပြင်ပေါက်ကွဲစေနိုင်တဲ့ဘုံအသေးစားတွေကိုထည့်ပြီးတော့ဇလုံးပတ်လေကဖောက်ခွဲပစ္စည်းတွေအားနဲ့ဇလုံးကိုဖောက်ခွဲပျက်စီးပစ်ဖို့ကိုစမ်းသပ်ခဲ့ကြပါတယ်။နောက်တစ်ခါမှာတော့အင်္ဂလိပ်လူမျိုး Crawford ကလာဘူးပေါင်းခဲ့ပြီးတော့မြို့ကိုလှည့်လှည့်ပြသကား ဝန်ထမ်းတွေကိုရှော့ပေါက်ပြီးတော့အဲ့နေရာမှာဇနီးတဲ့နဲ့တာသမီတချို့ကိုအစားထိုးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။နောက်တော့ Obando ဟာဘောလုံးကွင်းအဟောင်းတစ်ခုမှာဆုံတွေ့ပြီးတော့ကမ္ဘာပထမဆုံးအလိုလျောက်ဇက်တိုက်ဖြစ်ပွားနိုင်မဲ့အနုမြူစင်ကဲဓာတ်ပြုမှုဖြစ်စဉ်ကိုစမ်းသပ်ခဲ့ပါတယ်။နောက်တော့ Obanheimer လီမနေနဲ့ Lorando ကိုဖိတ်ခေါ်လိုက်ပါတယ်။လုံချုံရေးအဖွဲ့ဝင် Rosie ကတမကဖွဲ့ရမှာပါဝင်ခဲ့ဘူးသလိုကွန်မြူနီအဖွဲ့မှာလည်းပါဝင်ခဲ့ဘူးတဲ့ဆိုရဲဆွဲချက်နဲ့လီမနေကိုအလုတ်ထုတ်ပလိုက်တာကြောင့် Oban ကလီမနေကိုသူ့အတွက်လိုအပ်တဲ့အတွက်ပြန်ခေါ်ပေးဖို့ပြောလိုက်ပါတယ်။ ဘုတ်ဖွဲကကွန်မြူနတီတွေနဲ့ပတ်သက်တာအန္တရာယ်ရှိနိုင်ကြောင်းမသိဘူးလားဆိုပြီးတော့မေးလာတဲ့အခါအခုတော့သိပြီဆိုရဲအကြောင်းကိုဖြေကြားခဲ့ပါလိမ့်ဂျင်းတက်လောင်းနဲ့တွေ့ဆုံခဲ့ပုံတွေကိုနှစ်နိုင်ချွတ်ချွတ်မေးနေတဲ့အခါအိုဘိုင်မာကလည်းတေးချာချာဖြေနေခဲ့တာကြောင့်အနောက်မှာထိုင်ပြီးတော့နားထောင်နေတဲ့ကစ်တီကဒေါသထွက်သွားခဲ့ပါတော့တယ်ဂျင်းနဲ့ထပ်တွေ့သေးလားလို့မေးတဲ့အခါမှာဘယ်တော့မှထပ်မတွေ့တော့ကြောင်းဖြေကြားလိုက်တာပါဘုံမူပတ်ကိုဆစ်ဆေးတဲ့အခါမှာအိုဘန်ကိုစောင့်ကြည့်နေတဲ့အခါအိုဘန်ဟာကွန်မြူနတီတော်တော်များများနဲ့ဆက်သွယ်နေကြောင်းသိရှိရပြီး အဓိကဆက်သွယ်တဲ့ဂျင်းဟာလည်းကွန်မဏီတူဖြစ်ကြောင်းကိုသိရှိခဲ့ရပါတယ်။ပက်ရှာလီမနီသတင်းကြားကြားချင်းလီမနီကိုဖမ်းဖို့တက်ကြွခဲ့သူဖြစ်ကြောင်းကိုပြောပြလာပါတယ်။အော်ဘန် FBI ရဲ့ဆွဆွဲချက်တွေကိုလည်းတွားပြီးတော့ဖြေရှင်းခဲ့ရပါတယ်။အစောပိုင်းမှာဇလန်းကိုရှင်းသလိုနဲ့အခုချိန်မှာတော်တော်ရှုပ်လာပြီးဖြစ်ကြောင်းဗုံဖွဲ့ဝင်လူကြီးကပြောပြနေပါတယ်။အော်ဘန်ဆွဆွဲချက်တွေအတွက် project တွေတအေးမပါတဲ့ဌာနဆိုင်ရာကအတင်တန်ဆိုသူကိုလွှဲချခဲ့လိုက်ပါတယ်။ Christmas ညပွဲတစ်ခုပြီးမှတော့ ော်ဘန်ဆရာနီးစ်ကအော်ဘန်အောင်မြင်ခဲ့ရင်ဘာဖြစ်လာမလဲဆိုတာသူကကြိုသိနေခဲ့ကြောင်းနာစီခေလွန်ထိအော်ဘန်ရဲ့ဖော်ထုတ်မှုကတည်တတ်နေမှာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဒီအောင်မြင်မှုကလက်နက်အသစ်တစ်ခုစမ်းသပ်မှုသာမဟုတ်ဘဲကဘာအသစ်တစ်ခုဖြစ်ပေါ်လာနိုင်တာ ဖြစ်ကြောင်းနိုင်ငံသမားတွေသိဖို့လိုအပ်နေပြီဆိုပြီးလဲပြောပြခဲ့ပါတယ်။ San Francisco ကဖုန်းလာတယ်ဆိုတာကြောင့်ဖုန်းကင်တဲ့အခါဂျင်းရဲ့အလောင်းကိုရေချိုးကန်ထဲမှာတွေ့ခဲ့ရကြောင်းပြောပြလာပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ကစ်တီရှိမှာခြေကွဲငိုကြွေးပြီး ဂျင်းဟာသူ့လိုအဲ့လိုခေါ်ခဲ့ချိန်မှာဘာကြောင့်မှမသိသူကမသွားခဲ့ကြောင်းအော်ပန်ကကီတီကိုငိုပြခဲ့ပါတယ်။ကီတီကတော့အော်ပန်ရဲ့မကောင်းမှုနောက်ဆက်တွဲတွေအတွက်သူကလိုက်ပြီးတော့ဝမ်းထဲမနေနိုင်ကြောင်းကိုပြောပြနေပါတယ်။နောက်တော့သူတို့ရဲ့ဟိုက်ဒရိုဂျင်ဘုံကိစ္စဆွေးနွေးပွဲမှာအော်ပန်ကတာဝန်အသီးသီးကိုပေးရခဲ့ပြီးတော့ဖန်တီးမှုမအောင်သေးသေး၍ဘသူမှဒီမျိုးကထွက်ခွာခွင့်မရှိဘူးလို့ပြောကအပြင်ကိုထွက်သွားခဲ့ပါတယ်။သူတို့ရဲ့ AEC အစည်းအဝေးမှာအခု H ဘုံက A ဘုံထက်ပြင်းအားအဆတထောင်ပိုမှဖြစ်ကြောင်း အကြီးဆုံးမျိုးတွေကိုပြင်မှတ်ထားပြီးတော့လူမျိုးတုံးလက်နာတစ်ခုဖြစ်ကြောင်းပြောပြနေပါတယ်။အဲဒီလက်နာကကာကွယ်စရာနီးလမ်းမရှိကြောင်းပြောပြခဲ့ပါတယ်။အော်ဘန်ကတော့အမှုမျိုးလက်နာကိုတုံးပြီးတော့နိုင်ငံတွေရဲ့အမှုမျိုးပေါက်ဖွားမှုကိုထိန်းချုပ်နိုင်ဖို့အမေရိကန်ကဥဆောင်ပြီးတော့ Roosevelt ရွေးကဲသလိုကုလသမဂ္ဂအဖွဲ့တစ်ခုပေါ်ပေါက်စေလိုခြင်းဖြစ်ကြောင်းပြောပြလိုက်ပါတယ်။လော်ဆာလာမိုစ်မျိုးကတရှိုးတယောက်ကြောင့်ရုရှားတွေကလည်း Hydrogen ဘုံးကိုလုံဆောင်နေနိုင်ကြောင်းပြောတော့လော်ဆာလာမိုစ်မှာတရှိုးမရှိကြောင်းအော်ဘန်ကပြန်ပြောခဲ့ပါတယ်။ လော်ရန်စစ်ဆေးတဲ့အခါမှာတော့လော်ရန်ကလည်းအော်ပန်ကဘယ်တော့မှဘတ်တော့မှအမေရိကန်ပေါ်မှာတစ္ဆာဖောက်မဲ့သူမဟုတ်ကြောင်းပြောပြခဲ့ပါတယ်။အလုံယုံဆွေးနွေးပွဲတစ်ခုမှာဟစ်တလာတည်ဆုံးကြောင်းကြားတော့အော်ပန်ကဟစ်တလာတည်ဆုံးတာမှန်ကန်ပြီးဂျာမန်တွေကတော့ခတ်တီနဲ့ဆက်လက်တိုက်ခိုက်နေသေးကြောင်းပြောပြနေပါတယ်။အော်ပန်ကပဲဆက်ပြီးတော့သူတို့အားလုံးက theory သမားတွေဖြစ်တာကြောင့် theory ရဲ့အဆုံးသတ်ဘေးရွက်စိုးကျိုးကိုသိနေကြသူတွေဖြစ်ပေမဲ့လက်တွေ့ဖော်ဆောင်နေသူတွေကတော့သူတို့ရဲ့အလုပ်ကိုလှုပ်ဆောင်ပြီးမှသာဒီလိုအကျိုးအပြစ်ကိုသိမှဖြစ်ကြောင်းကိုပြောပြနေပါတယ်။ အခုတို့လော်ဆာလာမို့စ်မျိုးသားတွေဟာရူးစဗဲစ조사ခဲ့တဲ့တခါမှမကြုံဘူးတဲ့ငိမ့်ငိုင်းတစ်ခုစီကိုဥတီနေကြောင်းကဘာကသိရှိသွားပါလိမ့်မယ်လို့ပြောပြနေပါတယ်။လုံခြုံရေးဘွဲကတိုးတက်မှုခြေနေကိုမေးတဲ့အခါနှစ်နှစ်တွင်းဒေါ်လာဘီလီယံချီကုန်နေဖြစ်ကြောင်းနဲ့ကလေးမွေးဖွားနှုံးတွေလည်းမြင့်တက်လာကြောင်းပြောပြနေပါတယ်။နောက်တော့တို့ကစမ်းသပ်ဖောက်ခွဲမှုတွေကိုစတင်ပြုလုပ်ခဲ့ကြပြီးပထမဆုံးအဆင့်မှာအောင်မြင်သွားတာကြောင့်ဇွန်လအတွင်းမှာနောက်ဆုံးစမ်းသပ်မှုပြုလုပ်မှာဖြစ်ကြောင်းအော့ဘန့်ကရောဘတ်ကိုပြောပြလိုက်သလို့ ဇလိုင်လာတွင်အဆုံးသတ်ခြင်းနဲ့ဆိုရင်တော့သူ့ရဲ့ညီကိုခေါ်ပေးစေခြင်းကြောင်းကိုလည်းပြောကြားလိုက်ပါတယ်။ညီဖြစ်တဲ့ကွန်မြူနီဖြစ်သူ Frank ကိုအမေရိကန်အရေးကြီးဆုံးလွှတ်ဝတ်အဖွဲ့တဲကိုခေါ်ဆိုခဲ့မှုတဲ့ Open ဟာဘုတ်အဖွဲ့ကိုထူးချီလွှာတင်ခဲ့ရပြန်ပါတယ်။သူတို့ရဲ့စမ်းသပ်မှုကို Trinary လို့အမည်ပေးခဲ့ပါတယ်။ဒုတိယကြိမ်စမ်းသပ်မှုကလည်းအောင်မြင်ခဲ့ပြီးတော့နောက်တစ်ကြိမ်စမ်းသပ်ပါကဒီထက်ဝေးဝေးမှနေရမယ်ဆိုတဲ့သင်ခန်းစာကိုရရှိခဲ့ပါတယ်။နောက်တစ်ခဲမှာတော့ဂျာမနီစစ်ရှုံးသွားကြောင်းနဲ့ဂျပန်ကတနိုင်ငံတည်းလဲဆက်တိုက်မှာမဟုတ်ကြောင်း Nice ကပြောပြနေခဲ့ပါတယ်။ အစည်းအဝေးကတခုမှာတော့မနေ့ကပဲဂျပန်မှာဘုံမိုးရွာတော့အရက်သားတသိန်းကျော်တေဆုံးသွားအကြောင်းကိုပြောပြလာနေခဲ့ပြီးပစိဖိတ်သမုဒ္ဒရာပလဲစိတ်ကန်စစ်ပွဲဟာ၃နှစ်ကြာခဲ့ဖြစ်ကြောင်းကိုပြောပြနေကြပါတယ်တကယ်လို့အမေရိကန်ကအနုမြေဘုံကျဲခဲ့ပါကကဘာထောက်ခံမထောက်ခံမသိကြကြောင်းအီဘုံကြောင့်ဂျပန်ထိခိုက်မှုကိုလည်းမသိခဲ့ရကြောင်းပြောပြလာပါတယ်ဟိုက်ဒရိုဂျင်ဘုံကိုကျဲပါကဖြစ်ပေါ်လာမဲ့နောက်ဆက်တွဲအခြေအနေတွေကိုအိုပန်ကတွက်ချက်ပြောပြတော့ဗိုလ်ချုပ်ကဒီလိုဆိုရင်ဖြင့်အရှုံးနိုင်ကွဲပြားဖြစ်ကြောင်းကိုပြောပြလာပါတယ် ဒါနဲ့ပဲသူတို့ဖွဲ့ကဘုံကျဲဖို့အတွက်ဂျပန်နိုင်ငံမျိုးဆက်တက်မျိုးကိုစရင်ပြုစုထားခဲ့ပါတယ်။ရုရှားတို့ကလည်းအနည်းနဲ့မြန်ဘုံတီထွင်ကြမှာဖြစ်ကြောင်းခံမှန်းခဲ့ကြပြီးတော့စစ်ပွဲပြီးရင်နောက်မှာပဲအမှုမျိုးစီမံကိန်းဟာအချိန်နဲ့ဆက်ပြီးတော့ရှေ့နေရမှာဖြစ်ကြောင်းပြောဆိုတိုင်ပင်နေကြပါတယ်။နောက်တစ်ချိန်ဖောက်ခွဲမှုအတွက်စီစဉ်ကြတဲ့အခါမှာဘုံဖောက်ခွဲရမယ့်နေရာရဲ့ guide 1000กว่ามาสร้างជីကြဖို့เนี่ย -20 กว่ามาတော့နောက်ထပ်สร้างជីစဉ်တစ်ခုထားရှိมาဖြစ်တဲ့အကြောင်းကိုတိုင်ပင်နေကြပါတယ်။ ရာသီဥတာယာပါကဒိုင်အောင်ကြီးတင်းမှုကိုတားဆီးကာကွယ်နိုင်မှာဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။အော်ဘန်ကတော့အင်ကိုခဏပြန်လာပြီးတော့အခြေအနေကောင်းရင် message ပို့လိုက်မှာဖြစ်ပြီးအေယာရီတိန်းထားဖို့နဲ့ပြန်ကြဖို့အစီအစဉ်လုပ်ဖို့အတွက်ကစ်တီကိုမှာကြနေခဲ့ပါတယ်။ဘုံပောက်ခွဲဖို့စီစဉ်ထားတဲ့နေ့မှာတော့လေတွေတိုက်ပြီးတော့မိုးတွေပါရွာသွန်းနေခဲ့ပါတယ်။ဘုံဆောင်ကြီးစင်မော်ကလူတွေကိုပြန်လာဖယ်ခိုင်းလိုက်ပြီးတော့အော်ဘန်ကတော့တောင်ဘက်ဆောင်ကြီးအစီအစဉ်ကိုထွက်ခွာသွားခဲ့ပါတယ်။ကုန်ကြားစိတ်ကိုတွက်ကြည့်တဲ့အခါ၃နှစ်တွင်မှလူပေါင်း 4000တဲ့ဒေါ်လာ1ဘီလီယံကုန်ကြခဲ့တဲ့စမ်းသပ်မှုပဲဖြစ်ပါတယ်။အော်ဘန်ကတကယ်လို့ဘုံမပေါက်ကွဲခဲ့ဘူးဆိုရင်တို့ကအများကြီးနှစ်နာမှဖြစ်ကြောင်းလုံခြုံရေးရှိရောဘတ်ကိုပြောပြနေခဲ့ပါတယ်။ရရှိရောဘတ်ကလေရူးပေါက်ကွဲမှုဆိုတာဘာလဲလို့မေးတဲ့အခါလေရူးတစ်ခုလုံးမီးလောင်သွားတာဖြစ်တယ်လို့ပြောတဲ့အခါမှာတော့တို့ကကဘာကိုဖျက်ဆီးတဲ့သူတွေဖြစ်နိုင်လားဆိုပြီးတော့မေးတဲ့အခါသုံးနှစ်တွင်လေးလာကြရအဲ့လိုတတ်မှတ်နိုင်ခြင်းအနေငယ်သာရှိကြောင်းပြောပြလိုက်ပါတယ်။မနက်9:00မှာဖောက်ခွဲကြဖို့စီစဉ်ထားပြီးတော့ တခုခုဖြစ်လာပါကထွက်ပြေးနိုင်အောင်ကားတွေကိုအစင်သက်ခေါင်းလဲထားကြဖို့စောအောနေပါတယ်။နောက်တော့တီထွင်သူတယောက်ကဝက်ဦးလှဲလေးကိုဟိုဒီဒီတစ်ချက်လှဲ့ပြီးတော့မိန်ခလုတ်ကိုတင်လိုက်ပါတယ်။အားလုံးပဲခေးဆိုတဲ့မိုးအုံမျက်မှန်တွေတတ်ထားကြဖို့ပြောလိုက်ပြီးတချို့ကလည်းမှန်မဲလေးနဲ့ကာဖို့ကင်ထားကြပါတယ်။ဟိုက်ဒရိုဂျင်စမ်းသပ်ဖောက်ခွဲမှုတို့ကထိန်းချုပ်ခန်းတာဝန်ရှိသူတွေကလည်းခလုတ်လေးတွေဟိုနေဒီနေရှောက်နှိမ့်နေပါတယ်။အော်ဘန်ကလည်းမောင်းနှံကိုကြည်ထားခိုင်းပြီးတော့ဖောက်ခွဲခလုတ်တွေအားပြည့်မလာခဲ့ဘူးဆိုရင်တဘိုးလောက်အားကျနေခဲ့တဲ့နောက်ခလုတ်ကိုပိတ်ပြဖို့ညွှန်ကြားနေပါတယ်။ ရောဘတ်ကလည်းအားလုံးမှောက်နေကြဖို့အတွက်သတိပေးခဲ့ပြီးပေါက်ကွဲမှုအားလုံးကိုမိုးအောင်မျက်မှန်နဲ့သာကြည့်ကြဖို့ညွှန်ကြားနေပါတယ်။ဒီချိန်မှာအားလုံးကရင်ခုန်သံတွေမြန်နေမှာအသေးချာပဲဖြစ်ပါတယ်။အဲဒီချိန်မှာပဲကလုတ်နှိပ်ဖို့တာဝန်ကျတဲ့သူဟာကလုတ်ကိုနှိပ်ချလိုက်တဲ့အခါမှာတော့ဘုံဟာအောင်မြင်စွာနဲ့ပေါက်ကွဲသွားခဲ့ပါတော့တယ်။ဟီရိုရှိမားမြို့မှာပေါက်ကွဲခဲ့တဲ့အနုမြူဘုံလိုမျိုးမှုပွင့်တဲ့မီးခိုးလုံးကြီးဟာကောင်းကင်ဘုံလှလှပပကြီးထိုးတက်သွားခဲ့ပါတယ်။ဘုံရဲ့အချိန်ဟာသူတို့ကြည့်နေတဲ့27မိုင်အထိကိုရောက်အောင်ရိုက်ခတ်တုံခါခဲ့ပါတယ်။ နောက်နေ့မနက်မှာတော့အားလုံးကအော်ပန်းကိုကြီးကျူးဂုံပြုတ်နေကြပါလေ။အဲဒီချိန်မှာပဲ KTC ကိုဖုန်းဝင်လာခဲ့ပြီးတော့အေးရသိမ့်မှုပြောခိုင်းလိုက်ကြောင်းတစုံတူးကပြောလာခဲ့ပါလေ။ Truman ကလည်း Starling ကိုအားကြီးတဲ့လက်နက်တစ်ခုရှိကြောင်းနဲ့ဒီလက်နက်ကဂျပန်အတွက်ဖြစ်တယ်လို့ပြောပြီးတော့ဗိုလ်ချုပ် Robert ကိုသူလဲ Washington ကိုလိုက်ခဲ့ခြင်းကြောင်းခွင်တောင်းလာခဲ့ပါလေ။နောက်တော့ American တို့ကဂျပန်နိုင်ငံ Hiroshima မြို့ကိုဘုံကျဲလိုက်ကြောင်းနဲ့မြို့ဟာလုံးဝပြာကျသွားတဲ့ကြောင်းနိုင်ငံတကာသတင်းဌာနတွေကကြေညာနေကြပါလေ။ အဲ့ဒီဘုံက TNT တန်2000အထက်ပြင်းအားပိုတဲ့အမှုမျိုးဘုံတလုံးဖြစ်ကြောင်းကိုလည်းကြေညာနေခဲ့တာပါအမေရိကန်တွေကပျော်ရွှင်နေကြပြီးတော့ Open ကိုလည်းနိုင်ငံတော်ဂုံပြူပွဲတွေပြုလုပ်ပေးနေကြပါတယ် Open ဘုံကျဲထားတဲ့ရလဒ်ကိုမသိရသေးတာကြောင့်ဂုံယူနိုင်မှုစောသေးကြောင်းပြောနေပေမဲ့သူတို့အားပေးနေတဲ့သူတွေသာဘုံနံခံရရင်လို့တွေးရင်မြင်အောင်ရင်းနဲ့ခြေကွဲနေရတယ်လို့အပူရုပ်ကိုဟန်လောက်ကပျော်ပြနေရပါတယ် Open ကသူ့ရဲ့မြင်ကွင်းထဲမှာမြင်သမျှလူတွေဟာလည်း ဘုံတန်တဲ့ခန္ဓာတို့စုပ်ပြတ်တက်ကတစားစီအဖြစ်နဲ့မြင်အောင်နေပါတော့တယ်။အာပိတန်တွေကြားတဲ့ကနေသူတွေကကြောင်းတော့ဥတူတူနဲ့ထွက်လာခဲ့ပါတော့တယ်။အော်ဘန်တမနာကိုတွေးခွင့်ရတဲ့ခံပါတမနာနဲ့တူဝင်းကြီးကလည်းရောက်လာတဲ့အတွက်ဝင်းကြီးကကမ္ဘာကြော်ကြားဆုံးလူဖြစ်ရတဲ့ခံစားချက်ကိုမေးလိုက်ပြီးအော်ဘန်မှာကအမေရိကန်ရဲ့အသက်တွေအများကြီးကိုကယ်ခဲ့တာဖြစ်ကြောင်းကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။အော်ဘန်ကသူတယောက်တည်းစူးစမ်းမှုမဟုတ်ကြောင်းညင်းတော့ဒိုင်းမဂ္ဂဇင်းမှာတော့ပါလာပြီပဲလို့တမနာကဝင်းပြီးတော့ပြောနေခဲ့ပါတယ်။ အော်ဘန်ကလော်ဆာလာမို့စ်ကိုအိန္ဒိယနွေစီပြန်ပေးဖို့ပြောတော့သမရကအဲ့နေရာကပိတ်ပြရမှာမဟုတ်ကြောင်းပြောပြီးအဲ့ဒီမြို့ကိုထပ်ပြီးတော့တိုးချဲ့ရမှာဖြစ်တဲ့အကြောင်းကိုပြောလာခဲ့ပါတယ်။ခနာတွေ့ဝင်နေတဲ့အော်ဘန်ဟာသူ့လက်မှာသွေးတွေပေးနေလို့ခံစားကြအောင်သမရကြီးကိုပြောတော့သမရကြီးကလက်ကင်ပွားကိုထုတ်ပေးပြီးတော့ဟီရိုရှိမားဘုံကိစ္စအတွက်ဘသူကမှဘုံတီထွင်တဲ့သူကိုဂယူဆိုင်နေမှာမဟုတ်ကြောင်းသူတို့ဂယူဆိုင်မှာကဘုံချဲဖို့အမိန်ပေးခဲ့တဲ့သမရဖြစ်သူသူ့ကိုသာဖြစ်ကြောင်းနှစ်သိမ့်နေခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပြီးတဲ့နောက်ပိုင်းမှာအမေရိကန်ရဲ့အနှုမျိုးလွှမ်းမိုးမှုဟာပိုပြီးတော့ကြီးကျယ်ခမ်းနားလာခဲ့ပါတယ်။မက်ကာသီအန်အားရလာချိန်မှာတော့အော်ပန်ဟာသူအန်ဒီယယ်ရှိလာမှဟုသူသိလာခဲ့ပါတယ်။သူညိုလဲတနိုင်ငံလုံးတက္ကသိုလ်တွေကအမိပြက်စင်းသွင်းခဲ့ပြီးတော့လိုမီနီကတော့မြရထားတန်လန်းဖောက်တဲ့နေရာဒီမှာလိုက်လံလောက်ကန်ရှာဖွေစားတောင်းနေရသလိုချက်ပယ်လီကတော့ပြင်းနေနေပေးခံခဲ့ရပါတယ်။လူးအစ်ကအော်ပန်ကိုစိတ်အဆင်ပြေလားလို့မေးတဲ့အခါမှာတော့သူအဆင်မပြေတာမဟုတ်ကြောင်းကဘာကြီးထိခိုက်သွားတာကြောင့်ကဘာကြီးအဆင်မပြေဖြစ်ခဲ့တာဖြစ်ကြောင်းကိုပြောပြလာပါတယ်။ သူတို့ဖွဲ့တွေကကလော့ဖူစာဆိုဗီယက်တရှိုးဖြစ်ကြောင်းစစ်ဆေးတွေးရှိခဲ့တယ်လို့လူးဝစ်ကပြောပြတာကြောင့်အော်ဘန်ထိတ်လန့်အံ့ဩသွားခဲ့ပါတယ်။ဒါကြောင့်မဲ့ FBI ကအော်ဘန်ရဲ့နောက်ကိုတောက်လျှောက်လိုက်နေခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့ FBI ကသူတို့နေအိမ်အမိုက်ပုံးကိုရှာဖွေတဲ့အထိအခြေအနေကဆိုးလာခဲ့ပါတယ်။အော်ဘန်ကိုလည်းအရင်ကတည်းကကွန်မြူနစ်စနစ်ကိုအားပေးပြီးဆိုဗီယက်တွေစီသတင်းပို့နေခဲ့တာဆိုရဆွဲချက်တွေအပါအဝင်ဆွဆွဲချက်ပေါင်းများစွာနဲ့ဆိုဗီယက်ပြည်ထောင်စုရဲ့အေဂျင့်တယောက်ဖြစ်ကြောင်းဘုတ်အဖွဲ့ကဆုံးဖြတ်ခဲ့ပါတယ်။ လူဝိအကြောင်းကိုစစ်ဆေးတဲ့ကဒေါက်တာဒေးဗစ်ဟိတ်ကဒီကိစ္စတွေအားလုံးကလူဝိရဲ့ပုံကွေမုံတိမှုကိုအခြေပြုပြီးတော့ဖြစ်ပေါ်လာတာလို့ထွက်ဆိုခဲ့ပါတယ်။လူဝိစာထိတ်တန်းတာဝန်တွေထမ်းဆောင်ပြီးတော့ညာရင်မြင့်သူတယောက်ဖြစ်တယ်လို့ပြောပြလာခဲ့ပါတယ်။ဒေးဗစ်မညာရှင်အများစုကတော့လူဝိကိုကျင်းဝင်လှုပ်ထုံးနေတဲ့မကြီးတဲ့လူလို့သတ်မှတ်ထားကြကြောင်းနဲ့လူဝိစာနော်ဝေးကိုအိုက်ဆိုတုပ်တွေတင်ပို့မှုမှာအော်ဘန်လူဝိကိုအဆက်ကွဲတယ်လို့ဖြစ်အောင်လှုပ်ဆောင်ခဲ့တာကြောင့်လူဝိစာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အော်ဘန်ကိုလုံးဝခွင့်မလုပ်ခဲ့ကြောင်းကိုပြောပြလာခဲ့ပါတယ်။ နောက်တစ်ချက်သဘောထားကွဲလွဲခဲ့တာကတော့ H ဘုံနဲ့နိုင်ငံတော်လုံခြုံရေးကိစ္စမှာ Louis က Oppenheimer ကိုယာရုပြုတ်အောင်လှုပ်ခဲ့တယ်လို့ Oppenheimer ရဲ့ကြော်ကြားမှုတွေကိုလည်းအားကျနေခဲ့တာကြောင့် Oppen နဲ့အမြင်မတူတဲ့တခြားယာရုကြီးသိပ္ပံပညာရှင်တွေကိုလည်းဒီကိစ္စအတွက်အသုံးချခဲ့ကြောင်းကိုထွက်ဆိုခဲ့ပါတယ်။တခြားမိတ်ဆွေတွေက Oppen ကိုချီးပြီးတုတ်ပြီးရိုက်နေတဲ့အမှုမှန်သိရတဲ့ရင်ဆိုင်မနေတဲ့ကြောင်း Oppen ကိုပြောနေတယ်လို့ Einstein ကလည်း "तू आ ဒီလိုအခြေအနေမျိုးတွေကြောင့်ဒီနိုင်ငံကိုစွန့်ခွာခဲ့တာကြာပြီဖြစ်ကြောင်းကိုပြောနေပါတယ်။ အိုင်ဆိုင်ကပဲဆက်ပြီးတော့ဒီလိုစ조사အားထုတ်မှုတွေအတွက်ပြန်ရတဲ့အကျိုးဆက်ကဒါမျိုးစူးချတာဆိုတော့ဒီနိုင်ငံထွက်ခွာသိမ့်ပြီလို့ပြောတော့အိုပိုင်မာက "तू आ ဒီနိုင်ငံကိုအရန်ချစ်တာကြောင့်လို့ပြန်ပြောခဲ့ပါလိမ့်"နောက်တော့အားလုံးရဲ့ထွက်ဆိုချက်တွေကိုခြုံငုံသုံးသပ်ပြီးအိုပိုင်အသက်စာရှိသောနိုင်ငံချစ်စိတ်အပြည့်ရှိသူဖြစ်ကြောင်းဘုတ်အဖွဲ့ကချွင်းချက်မရှိထောက်ခံကောက်ချက်ချခဲ့ပါလိမ့်"ဒါမှလည်းလုံခြုံရေးချိုးဖောက်မှုနဲ့ hydrogen ဘုံကိစ္စမှာမတင်ငါးစရာတွေတွေ့ရှိရတာကြောင့်ဟုဆိုပြီးလုံခြုံရေးတက်တန်းတိုးဖို့ငြင်းပယ်လိုက်တာကြောင့် ရပိုင်းတွင် AEC ကိုပို့မယ်လို့အမိန့်ချမှတ်လိုက်တဲ့အတွက်အော်ဘန်ကီတီစီကိုဖုံးဆက်ပြီးအိယာရီမသိမ့်နဲ့အုံလို့ပြောလိုက်ပါတယ်လူးဝစ်ကတော့သူရှုံးသွားအောင်ဘယ်သူတွေကန့်ကွက်တာလဲလို့မေးတဲ့အခါလွတ်တော်မတ်ဂျွန်ဖ်ကန်နေဒီကဥဆောင်ကန့်ကွက်ခဲ့တာဖြစ်ကြောင်းကိုသိလိုက်ရပါတော့တယ်အမှန်တော့အော်ဘန်ရဲ့မှာရဲ့အောင်မြင်မှုတွေရှုံးချခံမှုတွေနဲ့ဂုံပြုခံမဲ့ကိစ္စတွေကိုရေကန်နာမှာနှစ်ယောက်ထဲစတွေ့ခဲ့စဉ်ကတည်းကအိုင်းစတိုင်းကဒါရီကိုကြမ်းကြမ်းခံမှာဖြစ်ကြောင်းပြောခဲ့ပြီးသားဖြစ်တာကိုအော်ဘန်ကပြန်လဲတွေးနေရင်းနေပဲ။ ဇက်လန်းလေးကိုအဆုံးသတ်ထားခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆောင်းဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲခင်ဗျအဲ့တော့ Oppenheimer ဆိုတဲ့ပုဂ္ဂိုလ်ကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကိုဒီဥရှင်ကားကဒါတမိုင်းအထုပ်ပတ်တိရုပ်ရှင်မျိုးဖြစ်တဲ့အတွက်တချို့ကတော့အနေငယ်ပြင်းစရာကောင်းတယ်လို့ထင်မှဖြစ်ပေမဲ့ ဒီလိုမျိုးဘုသူရရစရာရုပ်ရှင်ဇာတ်ကားတွေကလည်းရှိပါကြောင်းကိုကျွန်တော် recap အနေနဲ့တင်ဆက်ပေးရခြင်းဖြစ်ပါတယ်။ဒီလိုမျိုးဇာတ်ကားတွေကိုကြိုက်တယ်ဆိုရင်ကိုယ်မမရေးခဲ့ပြီးပါအောင်ခင်ဗျ။နောက်ထပ်လည်းကျွန်တော်ရွေးချယ်ပြီးတော့တင်ဆက်ပေးပါအောင်မယ်။အဲ့တော့ကျွန်တော်ချန်နယ်ကိုဆပ်ခရိုင်းလုပ်ရသေးတဲ့သူများရှင်လည်းလှုပ်ထားပြီးတော့ဘေးနာခေါင်းလိုင်းလို့နှိပ်ထားပေးပါအောင်။ပြီးတော့ရုပ်ရှင်ကားတွေအပြည့်ပြန်ကြည့်ကျင်တယ်ဆိုရင်လည်း Telegram Channel ကို join ထားပေးလို့ရပါတယ်ခင်ဗျ။အဲ့တော့နောက်နေ့မှကျွန်တော်ပြန်တွေ့ပါမယ်။ဒီမှအစားကနေဆုံးထိလိုက်ပါပြီးတော့အချိန်ပေးကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျ။ကျွန်တော်အန်ခေမူပါ။